他那嘛？ မိုးသက်ချုံလေးကိုမွေးတယ်မွေးပြီးတော့သူကသူ့သူ့ဟိုကျုပ်ကိုကျုပ်ချင်းနေပါတယ်အကျိုးပို့တွေပါလောက်ပါတယ်သူ့ဖေကချစ်ပါတယ်ချစ်ပေးရဲ့အဲ့လို2005လောက်ကြမှာသူတို့ကိုအိမ်အောင်ကွဲတာဆိုတော့လေ DNA စစ်ပေးဆိုရင်စစ်ပေးမယ်ပေါ့နော်2026 match လာ14ရက်နေ့သူ့မွေးနေမှာအဖေတယောက်အနေနဲ့အဖေမြတ်တာလေးအတရက်လေးပေးပေးလို့ရမလားပေါ့အဲ့အဲ့ဒီအကူမှာလဲသားသမီးတွေရှိပါတယ်ရှိတော့သူကသားသမီးတွေမျက်နှာကြောက်လဲဟိုဟာမဖြစ်တာဖြစ်မှာပေါ့နော်မမမစိတ်ထင်ပေါ့အဲ့လိုမျိုးဆိုရင်လေမမတို့ကဘာမှမဖြစ်ပါ ါအောင်နားလည်ပေးရပေါ့နော်နားလည်ပေးရဒါပေမဲ့မိုးဆက်လေးလည်းသားသမီးပါပဲဒီမိုးဆက်ဆိုတော့အခု personal interview တွေ break ထားတယ်ပေါ့နော်အလုပ်အကြောင်းလေးတွေပဲ view ပေးပါလို့ပါဆိုသူ့ကို ခလေးကိုအတန်းရှင်းရှာတယ်ထင်ပါဆိုလို့ပေါ့နော်အဲ့လိုမျိုးအဲ့တော့အဲ့ဒါလေးတွေတော့မမတို့ကရက်ထားတယ်ရက်ထားပြီးတော့ဒီ personal interview တွေလုံးဝဖြေခွင့်မပေးတော့ပါဘူးအဲ့တော့သူအလုပ်လေးကိုလည်းပြိုင်ပွဲကိုလည်းအာယုံစိုက်နိုင်အောင်ပေါ့နော်ဒါ Miss Universe Insight ပြိုင်ပွဲလေးကိုလည်းအာယုံစိုက်နိုင်အောင်သူကပြီးသွားရင်လည်းဒီပြိုင်ပွဲကလာပြီးသွားရင်လည်းဒီ Glory မတို့ Glory Talent Summer ရဲ့ agency နဲ့ဆက်ပြီးတော့အမှုပညာလုပ်တွေလုပ်သွားမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့ကိုပြန်ထိန်းထားတဲ့သဘောပေါ့ဟုတ်အဲ့လိုမျိုးလေးတော့ရှိပါတယ်ဟုတ်ကဲ့ ်ဒီကနေ့ဆက်ပြီးမယ်ဆိုတော့အเจ้าကြီးရတယ်ဖတ်ပေါ်လာဆိုတော့ဒီကနေ့ကဒီကနေ့ဆက်เสียရမလို့ဘူးပေါ့เนาะဟိုဒါအမစိတ်ချင်ပေါ့ဆက်เสียရမလို့ဆိုတာအဲနောက်ထောင်ခုနှစ်လောက်မှာအမတို့ကအဲအမအေးမိုးစစ်ချော်အမေတို့ကအိမ်အောင်ကြတယ်ပေါ့ကြတယ်မှာအဲနောက်ထောင်ခုနှစ်လောက်မှာအိမ်အောင်ကြပြီးနောက်ထောင်နှစ်မှာ မိုးသက်ချုံလေးကိုမွေးတယ်မွေးပြီးတော့တို့ကသူသူဟိုကျုပ်ကိုကျုပ်ချစ်နေပါရဲ့အကျိုးဖို့တွေပါလေလောက်ပါတယ်သူ့ဖေကချစ်ပါတယ်ချစ်ပေးရဲ့အဲ့လို2005လောက်ကြမှာသူတို့ကိုအိမ်အောင်ပွဲတာဆိုတော့လေအဲ့လိုမျိုးဒီကနေ့စစ်မဲ့ဆိုရင်တော့မစစ်ပေးမဲ့သူတွေရရှိနေရပါပဲလေဒီလားအဲ့တော့တကယ်လို့ဟိုဒါကတော့အမစိတ်ထဲမှာဒါမိုးသက်ချုံနဲ့ပတ်သက်ပြီးတော့ personal interview နဲ့ပတ်သက်ပြီးနောက်ဆုံးဖြေတာပေါ့နော်မှန်တကယ်ကတော့မဒီနေ့ဒီလိုပွဲမျိုးမှာတော့မဖြေချင်ဘူးပေါ့နော်မဖြေချင်ဘူးဆိုပေမဲ့အာ request တစ်ခုအနေနဲ့တော့ရှိရယ် ဟုတ်ပြီ DNA စစ်ပေးဆိုရင်စစ်ပေးမယ်ပေါ့เนาะမိုးဇက်ချိုလေးကို2026 match လာ14ရက်နေ့သူ့မွေးနေ့မှာအဖေတယောက်အနေနဲ့အဖေမြတ်တာလေးအတရက်လေးပေးပေးလို့ရမလားပေါ့ဒါ request ပေါ့เนาะအဲ့လိုလေးပေးပေးလို့ရတယ်ဆိုရင်ဒါဟိုရှိတယ်ပေါ့เนาะကိုကိုလည်း အများကြီးကူညီပေးပါမယ်ပေါ့တကယ်သူကမွေးနေ့ဆိုရင်အဲ့လိုသူ့အမိဘလောက်ပဲဂယုဆိုင်ဆိုင်ပေါ့နော်သူ့အမိဘလောက်ပဲချစ်ပေးချစ်ပေးသူ့မိသားစုတွေအကုန်လုံးပေါ့အဲ့လိုမျိုးချစ်ပေးပေမဲ့လည်းမွေးနေ့ဆိုရင်ထထဖောက်တယ်ထထဖောက်တယ်ပေါ့အဲ့လိုဖောက်ပြီးတော့အဲသူ့ကိုတော်တော်ပြီးတော့ဟိုဒီမွေးနေ့ဆိုတာနဲ့စကားတွေပြောစာတွေပို့သူသူ့ဘဝမှာသူ့ရဲ့ဖြစ်တဲ့လုံးစံနာကသူဒီပြိုင်ပွဲတွေဘာယူမှာတော့သူသိ အာယုံမဆိုင်နိုင်ဘူးပေါ့နော်ခလေးရဒီသူ့ဖေနဲ့သူတရက်လောက်ပြတွေ့ရဖို့ပဲပြောနေရဲဟိုရက်တည်းရလဲသူပြောတယ်တချဲတဲ့အာတမီးတဲ့တွေ့ခွင့်ရအောင်မလားပေါ့တရက်လောက်ပဲဖြစ်ဖြစ်ပေါ့အာအဲ့လိုခန္ဓာကစိုးတယ်လीနော်အဲ့လိုစိုးတယ်အာမိဘအပေါ်မှာသူကဒါကိုအာယုံဆိုင်နေတာပေါ့ပြီးတော့သူငငယ်လေးတုန်းကဆိုရင်နဲ့အာအဲ့လို သူ့ဖေစကားတီတီမှာလာပြီဆိုတော့ ਨੇ ပပပပဆိုထခေါ်တော့သူတို့အိမ်တိုင်းလုံးတမိသားဆိုတော့ကဘူဝရယ်ပေါ့နော်အဲ့လိုစိတ်မကောင်းနေဖြစ်ကြရတယ်ပေါ့ဒါအမကူလည်းဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်အော်ဒီလိုမျိုးလေးသူတို့လုတ်ပြီးမဲ့ဆိုရင်အမတို့ဘက်ကအဆင်တပါပဲပေါ့နော်အဲ့လိုမျိုးလေးရောရှိပါတယ်ဟုတ်ဒါမှသူနဲ့ပတ်သက်ပြီးတော့နောက်ဆုံး ပြောချင်ပါသေးတယ်။ဟိုကလေတော်တော်ပနာဖို့လည်းကောင်းတယ်အဲ့လိုမျိုး။တစ်ခါတလေကြာရင်ငြိမ်းနေရယ်။လုံငြိမ်းပြီးတော့သူတွေးနေရယ်။သူ့ရဲ့စိတ်ထဲမှာကသူဒီဟာကိုသူသူ့ရဲ့ target ပေါ့သူပန်းတိုင်းသူသူ့ရဲ့ဖြစ်ချင်ဆုံးဆန္ဒလို့ပြောလို့ရတာပေါ့နော်။သူဖြစ်ချင်ဆုံးဆန္ဒကသူဘလောက်လဲဆိုအဲ့လိုသူ့ရဲ့အိုးနောက်ဆုံးပေါ့နော်သူ့ကိုမတားဘူးဆိုတော့သူကတောတောက်မှန်မဲ့သဘောမှရှိရတယ်တွေးဝင်ပေးဖို့ပေါ့နော်လက်ရှိတက်ဆိုင်နေသူပေါ့တက်လို့မျိုးပေါ့ လက်ရှိအမအဘောเนาะအဲ့လိုမျိုးလေးတော့သူကတော့တောက်မှန်ပြီးတော့တွေးဖို့အဲ့လိုမျိုးပေါ့တွေးချင်တာလေးကိုသူပြောချင်တယ်ပေါ့เนาะဒါတော့မမဘက်ကလည်းအဲ့ဒါကိုခံစားလို့ရတော့သူ့ဝင်းနေပေါ့လာမယ့်နှစ်ဝင်းနေလေးမှာရှိပြီးရင်တော့ကောင်းမယ်ပေါ့เนาะတော်တော်ငယ်ငယ်လေးတုန်းကသူ့ဖေလာလာတွေ့တော့သုံးကလောက်သူတွေ့ရတော့အဲ့ဒါလည်းပျော်မှာပေါ့เนาะအဲဒီအကိုပေါ့အမယူထားအမနောက်ထပ်ဟိုယူရနောက်အိမ်လာပေါ့เนาะအဲ့အကိုကိုမင်းလာသူကလည်းတော်တော်ချစ်ပေးရဲ့မိုးစက်ကို အဲ့လိုအရန် view site ပေးရပေါ့ပြီးတော့နားလဲပေးရပေါ့နော်ဟိုအဲ့တော့အမအနေနဲ့ကတော့ပြောချင်တာဟိုဘက်မိသားစုဒီဘက်မိသားစုတွေတော့ဟိုထိလဲမထိခိုက်စေချင်ဘူးတောင်ကမုံမုံလေးနဲ့ပဲသွားစီချင်းနဲ့အဲ့တော့အမရဲ့သမီးလေးရဲ့ဆန္ဒကိုလည်းဖြည့်ဆည်းပေးလို့ရရင်ဒီလူဘွားမှာခဏလေးပဲပေါ့နော်အသက်ရှိချင်တဲ့အချိန်လေးပေါ့ဒီကလေးရဲ့ဆန္ဒလေးကိုသူ့ဝင်နေလေးတရက်လောက်တော့ပေးတွေးစီချင်တယ်ပေါ့ခုနကကိုနိုင်လူအင်တာဗျူးလေးလည်းတွေးလိုက်တယ်အခုကိုလည်းကျေးဇူးတင်ပါတယ်ဒါသူကလည်းသမီးလေးကိုချစ်ပြီးတော့ view ပေးတာပေါ့နော်အဲ့ဒါလည်းသူ့ကိုလည်းကျေးဇူးတင်ပါတယ် အာမိုးသတော့ပြောတယ်စနေစနေနံနဲ့စတယ်ဆိုတာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ဟိုတော်တော်များတော့သိကြပါတယ်စမ်းကြောင်းပါပေါ့နော် ပြီးတော့သူတို့ခေတ္တကအဆိုတော်တွေပေါ့အဲ့လိုနေမှာတချင်းနေလိုက်ဆိုတော့သူတို့တော်တော်များလည်းသိကြပါတယ်အဲ့လိုမျိုးကဟိုအာစနေနံနဲ့စပြီးတော့စတယ်ပေါ့အဲ့အဲ့ဒီအကူမှလည်းသားသမီးတွေရှိပါတယ်ရှိတော့ဟိုသားသမီးတွေမျက်နှာကြောက်လဲ ဟိုဟာမဖြစ်တာဖြစ်မှာပေါ့နော်မမမမစိတ်ထင်ပေါ့အဲ့လိုမျိုးဆိုရင်လည်းမမတို့ကဘာမှမဖြစ်ပါဘူးနားလည်ပေးရပေါ့နော်နားလည်ပေးရဒါပေမဲ့မိုးဆက်လေးလည်းတာသမီပါပဲမိုးဆက်လေးလည်းတာသမီပါပဲပေါ့နော်သမီကြီးပါပဲမိုးဆက်လေးလည်းသမီကြီးဆိုတော့ဒုက္ခသားချက်ကလေးကိုတရက်လောက်ဖြစ်ဖြစ် ဖေမြတ်တာလေးပြန်လာပေးပေးပါလို့အမတော့ request လေးလုပ်ချင်တယ်အဲ့လိုပေါ့နော်ဟိုငိုသောက်ကတော့အမတို့ကတော့ပြောထားရေပေါ့နော်ဟိုတကယ်လို့ interview တွေဖြေခဲ့တော့ရှိရင်လည်း personal မပြူဖို့ရေနောက်တစ်ခုကအာဘသူ့အိုမမထိခိုက်ဘူးဆိုရင်ပြောလို့ရရေပေါ့နော်အဲ့တော့ဘသူ့အိုမမထိခိုက်ဘူးအဲသမီးရဲ့ အဓိကဆန္ဒကိုပဲပြည့်မယ်ဆိုရင်ရတယ်ပေါ့နော်အဲ့အဲ့လိုလေးပဲပြောပါကျွန်တော်တော့မပြောတော့နဲ့ပေါ့အဲ့လိုမျိုးလေးပြောအဲ့တော့ဟိုဒီကနေတစ်ဆင့်အဲ Facebook သုံးနေရတဲ့သူပဲဖြစ်တတော်ပဲဖြစ်တခုပေါ့နော် request လုပ်ပြီးတော့ဟိုတောင်းပန်ပါတယ်လို့မိုးဆက်ရဲ့ interview လေးတွေတောက်လျှောက်တက်နေရရင်လည်းပတ်သက်ပြီးတော့အာအမားတို့သူတို့ဘက်ကပေါ့နော်ဒီ Miss Universe Insight ပေါ့နော်အဲ့ဒါရော Glory Agency ရော ်အမားတို့သူ့ကို personal တွေ plate ထားပါတယ်အဲ့ဒါတွေအနောက်ဆက်စိတ်အနောက်ချက်လေးတွေဖြစ်သွားကြတယ်ဆိုရင်အဲဂျူဂျူကဒီကပဲတောင်းပန်ပေးပါတယ်လို့ဟုတ်အဂျင်းလေးရိုက်ကူးရေးလေးကကြတော့ဒီမှာပေါ့နော်ဂျိုကိုဟာမာကိုဒီဟာရဲ့အမရဲ့ဖိတ်လို့ပေါ့အဲ့တော့ဖိတ်တော့ဟိုအမလည်းအလုပ်တွေများတယ်ဂျာရီကနေပြီးတော့လာပြီးတော့တက်ဖြစ်တာပါဟုတ်